လုံးဝမရှိခဲ့ဘူးပဲမယ်ကျွန်တော်တို့မှတ်မိနေတဲ့တရရုပ်တံအစီအစဉ်လေးအကြောင်းကိုဒီကနေ့ MNN မြန်မာ channel လေးကနေတင်ဆက်ပေးမှာပါ။ Candle Cove ဟာဘယ်တော့မှတကယ်မရှိခဲ့ဘူးတဲ့ရုပ်တံ show တစ်ခုပါ။ဒါပေမဲ့ကဘာတဝမ်ကလူထောင်ပေါင်းများစွာကဒီ show ကိုသူတို့ကလေးဘဝတုန်းကကြည့်ခဲ့ဘူးပါတယ်လို့ခန်းစားနေကြရပါတယ်။ Candle Cove ရဲ့ဇာတ်လမ်းဟာ2009ခုနှစ်မှာ Crip ဆိုသူရေးသားခဲ့တဲ့ internet ပေါ်ကကြောက်စရာဇာတ်လမ်းတို့တစ်ပုဒ်ကနေစတင်ခဲ့ပါတယ်။အဲ့ဒီစာသားကရိုးရိုးရှင်းရှင်းပဲ online forum တစ်ခုမှာ လူနေငယ်ကသူတို့ကလေးဘဝကရှီဟောင်းရုပ်တံရှိုးတစ်ခုအကြောင်းကိုစပြီးတော့အမှတ်ရပြောဆိုတဲ့ပုံစံမျိုးပါသူတို့ပြောတယ်ကန်နီကော့ဖ်ဆိုတာဟာ1980ပြည့်နှစ်လုံးတွေတုန်းကထုတ်လွှင့်ခဲ့တဲ့ဒေတာရင်းကေဘယ်ရုပ်တံကရုပ်သေးရှိုးလို့ဆိုလိုပါတယ်ရုပ်သေးတွေကရေသွင်းနေပြီးတော့အနှဲငယ်စစ်မချမ်းမသာဖြစ်စရာကောင်းတယ်လို့ဖော်ပြကြပါတယ်ဇက်ကောင်တွေကပင်လယ်ဓားဆွန်စားခန့်တွေလောက်ကြပါတယ်နမဲကျော်ဇက်ကောင်တွေကတော့ရှင်းပြတဲ့ပင်လယ်ဓားရုပ်တံလေးနဲ့သူတို့ရဲ့ရန်သူတော်တွေဖြစ်တဲ့အရေးကွန်ခွာသူလူစုကြီးတို့ပါ အရေးကုန်ခွာသူလူစုကြီးရဲ့ရုပ်တွင်ကိုပြောပြတဲ့အခါမှာဖိုရန်ဖွဲ့ဝင်တွေကသူရဲ့ပါဇက်ကရုပ်သေးတွေရဲ့အရေးပြဓမ္မမဟုတ်ရင်အသားရည်တွေနဲ့လှုပ်ထားတဲ့သွားတွေနဲ့ကိုပြင်းထန်နေတယ်လို့ခြောက်ခြားဝက်ရဖော်ပြကြပါတယ်။ဒီလိုမျိုးအမှတ်ရစကားတွေဖလဲကြရင်းနဲ့ပဲမှတ်ဉာဏ်တွေဟာတဖြည်းဖြည်းနဲ့ကိုမှပို့ပြီးတော့ဆိုးရလာပါတယ်။အဖွဲ့ဝင်တယောက်ကပုံမှန်မဟုတ်တဲ့ဇဝင်ကန်တစ်ခုကိုတတိယလာပါတယ်။အဲ့ဒါကတော့တင်မောကရုပ်သေးတွေအလုံးတစ်ချိန်လုံးတဝူးဝူးနဲ့ကိုမှအော်ဟစ်နေတဲ့အပိုင်းမှာနောက်ထပ်တယောက်ကကြတော့ဇက်ကောင်တွေအလုံးတင်မောပေါ်မှာငြိမ်သက်ပြီးတော့ရက်နေကြပြီး ကင်မရာကသူတို့ကိုပဲပြနေကဒီလိုအခြေအနေတွေမှာနောက်ခံတေးသွားတခုကသာဆေးချောက်ချားစရာတိုးညှင်းစွာမြင်နေခဲ့တယ်လို့ပြောပါရင်ဘက်ကလေးစီစဉ်ကမြားဒီလိုမျိုးထိလန့်စရာကောင်းတဲ့အရာတွေကိုပြသမှလဲဆိုပြီးတော့ဒီမှတ်ညံတွေဟာတဖြည်းဖြည်းနဲ့ကိုမှမတေးကြမရေရတဲ့အိမ်မက်ဆိုးတွေဖြစ်ကိုပြောင်းလဲလာခဲ့ပါရင်အစိုးဆုံးအဖြစ်ကတော့အဖွဲ့ဝင်တအူကသူတို့ရဲ့ငယ်ဘဝကိုပြန်ပြီးတော့မေးမြန်းတဲ့အခါမှာဖြည်းဖြည်းချင်းကိုမှပေါ်လာခဲ့ပါရင်သူကသူ့ရဲ့မိခင်ကို KDF ကအကြောင်းကိုမှတကယ်ကြည့်ခဲ့တာဟုတ်မဟုတ်ကိုမေးမြန်းကြည့်တဲ့အခါမှာမိခင်ကအောင်းစရာကောင်းတဲ့အဖြစ်ကိုရခဲ့ပါရင် တာကြီးကန်နေကုတ်ကိုတတခါမှကြည့်ခဲ့တာမဟုတ်ဘူးတာကကလေးဘွားတို့ကဘာမှမရှိတဲ့မျက်နှာပြင်လို့တစ်ခုရှိမှ30မိနစ်လောက်ငငယ်လေးကိုထိုင်နေခဲ့တာကိုပဲအမေမှတ်မိတယ်ဆိုပြီးတော့ဖြေခဲ့ပါတယ်သူတို့ဟာဘာမှကိုမှမပြားတဲ့ TV ကိုကြည့်ရင်လည်းသူတို့ရဲ့စိတ်ကူးနဲ့ပဲဒီလိုမျိုးကြောက်စရာကောင်းတဲ့ရုပ်သေးရှုပ်ကိုဖန်တီးခဲ့တာလားဒါမှမဟုတ်ရင်ဒီမျက်ညာကိုသူတို့အားလုံးဟာစူပောင်းပြီးတော့ဖန်တီးထားတာလားကနေကုတ်ဟာတကယ်တော့မရှိခဲ့ဘူးတဲ့ရုပ်တံရှိုးတစ်ခုပါ။ဒါပေမဲ့လို့ဒီဇလန်ကိုဖက်ပြီးသွားတဲ့နောက်ပိုင်းမှာဟာ ငါလေးကြည့်ခဲ့ပူပါတယ်ဆိုပြီးတော့ယုံကြည်တဲ့သူတွေကတကဘာလုံးမှာပေါ်လာခဲ့ပါတယ်ဒီဖြစ်စဉ်ကိုမန်ဒယ်လာတက်ရောက်မှုလို့ခေါ်ပါတယ်လူများစုကမမှန်ကန်တဲ့အရာတစ်ခုကိုတူညီစွာမှတ်မိနေခြင်းပဲဖြစ်ပါတယ်ဒီဇလန်ကပါကိုတက်တည်ပြတယ်လဲဆိုတော့ကျွန်တော်ရဲ့ကလေးဘဝမှတ်ညံတွေဟာဘလောက်ထိတောင်မှလွယ်လွယ်ကူကူအသင်ပြောင်းနိုင်လဲဆိုတာကိုပါ online ပုံမှာဒီဇလန်ကိုဖက်လိုက်ုံနဲ့တင်ကျွန်တော်ရဲ့အုံနောက်ကမရှိမလင်းဖြစ်နေတဲ့ငွေဘဝပုံရိပ်တွေတဲကိုကန်နယ်ကော်ဖီရဲ့ကြောင်းစီရဇဝင်ကန်းတွေကိုအလိုလိုကိုမှထိုးသွင်းလိုက်ပါတယ် ကနေကုတ်ဖာအခုဆိုရင် Horror TV series ဖြစ်ပါရက်ကူးခြင်းကိုခံခဲ့ရပါပြီ။ဒါပေမဲ့လို့မူရင်းအင်တာနက်ဇလံကပို့ပြီးတော့ကြောက်ဖို့ကောင်းပါရင်ဒီတော့မေကွန်းထုတ်စရာတကူကကြံ့နေပါရင်တင်ရောကန်နေကုတ်ကိုတကယ်ကြည့်ဘူးပါဒလား။ဒါမှမဟုတ်ရင်တင်းရဲ့မှတ်ညံကိုတင်းရဲ့စိတ်ကလှည့်စားနေတာလား။တင်းရဲတွေကပဲကလေးတွေကိုပြစ်မှတ်ထားပြီးဒီအစဉ်စဉ်ကိုပြခဲ့တာလားဆိုတာကတော့စိတ်ဝင်စားစရာပါ။